တော်ရီပေါ်မှာဘသူပေါ်မှာအမုံတရားမရှိဘူးရှင်တဲ့ကအလုံးပေါ်မှာမကျင့်တတ်တဲ့စိတ်တွေမရှိဘူးအလုံးကိုကောင်းစားစေခြင်းနဲ့ချီးပွားစေခြင်းနဲ့ဒါဟာမေတ္တာစိတ်အဲ့ဒီမေတ္တာနဲ့တွေ့တော်သမျှဟာကောင်းသော စိတ်ကူးလို့ပဲပြောရမယ်မကောင်းတဲ့စိတ်ကူးဆိုတာဘာရောလောဘနဲ့တွေးတယ်ဒေါသဆိုတဲ့အမုန်းစိတ်နဲ့တွေးတယ် မောဟဆိုတဲ့အမှန်မသိတဲ့စိတ်နဲ့တွေးတယ်။အိတ်သားဆိုတဲ့တူကောင်းစားတာကိုမလိုလားတဲ့မရှုစိတ်နဲ့စိတ်နဲ့တွေးတယ်။မစ္စရိယဆိုတဲ့ကိုချိုးသားချစ်တတ်တဲ့စိတ်နဲ့တွေးတယ်ဆိုရင်ဒါမကောင်းတဲ့အတွေ့လို့ခေါ်တယ်။မကောင်းတဲ့စိတ်ပဲ။အဲဒီကောင်းတဲ့အတွေ့မကောင်းတဲ့အတွေ့ပေါ်မှာထပ်ဆင့်ပြီးတော့နှုတ်ကထွက်လာတဲ့စကားဟာလည်းပဲ။ ကောင်းတဲ့စကားမကောင်းတဲ့စကားဖြစ်ပေါ်လာအားလုံးတတဝါတွေအစဉ်ပြေကြပါစေအားလုံးကောင်းစားကြပါစေဆင်းရဲဒုက္ခမှလွတ်ကြပါစေအစဉ်ပြေကြပါစေလို့နှုတ်ကနေထုတ်ဆိုပြီးတော့ပြောရင်ကောင်းတဲ့ဝစီကံဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘူးဘယ်သူဖြစ်ဒုက္ခရောက်သွားပါစေဒီလူဟာကြည့်မရဘူးဒီလူ ဒုက္ခရောက်ပါစေခက်ခဲတွေကြုံပါစေလို့နှုတ်ကနေထုတ်ပြီးတော့ဘသူတော့ဒုက္ခရောက်အောင်လုံးလိုက်မယ်ဘသူတော့ဆဲရင်းလိုက်မယ်တိုင်းထွာလိုက်မယ်အဆက်ခွဲလိုက်မယ်ဆိုဒါမကောင်းတဲ့ဝိစိကံဖြစ်သွားလိန်ပြောတယ်တုံးနဲ့တုံးမတွေ့အောင်ဂုံတိုက်တယ်ဆဲတယ်အကျိုးမရှိတဲ့စကားတွေပြောတယ်ဒါမကောင်းတဲ့ဝိစိကံလို့ခေါ်တယ် မြတ်စွာဘုရားလောကမှာပွင့်လာတာဟာတကြလူမျိုးကပွင့်လာတာဖြစ်တော့လေတကြလူမျိုးအတွက်မဟုတ်ဘူးလောကမှာရှိသည်များအလုံးအတွက်မြတ်စွာဘုရားကဘ ഹു ဇနာဟိတာယဘ ഹു ဇနာဒုက္ခာယအများကောင်းကျိုးချမ်းသာရဖို့ အခြေအနေကောင်းနေရရှိဖို့ဟိတဆိုတာအခြေအနေကောင်းကိုပြောစီပွားလုပ်ဖို့အခြေအနေကောင်းတယ်ဘဝလမ်းကြောင်းရွေးချယ်ဖို့အခြေအနေကောင်းတယ်အဲ့ဒီအခြေအနေကောင်းနေအတွက်အခြေအနေကောင်းနေရမှဒုက္ခဆိုရဲချမ်းသာဒုက္ခရမှဖြစ်တယ်အများသရဝါတွေအခြေအနေကောင်းမှုအများသရဝါတွေချမ်းသာဖို့လူတွေနဲ့တွေ လူလောကမှာဖះပွင့်တာဖြစ်တော့လေလူသားတွေအတွက်သာမဟုတ်ဘူး32ဘုံမှာရှိကြတဲ့အသိညာရှိကြတဲ့သရဝါတွေအလုံးအတွက်ပွင့်တာဖြစ်လို့တူညီသောအကျိုးခံစားမှုကိုရရှိကြဥပမာဗာနဲ့တူတော့ဆိုရင်ကောင်းငင်ကထွက်ပေါ်လာတဲ့နေမင်းကြီးဟာအလင်းရောင်ကိုဖြန့်ကျက်တဲ့အခါမှာ ်ဘယ်လူမျိုးဘယ်နိုင်ငံအတွက်ရလို့မဟုတ်ဘူးအားလုံးအတွက်အလင်းရောင်ဖြန့်ကျက်ပေးတာဖြစ်တယ်။ကောင်းကင်ယံကလာပြည်နေမှာပေါ်ထွန်းလာတဲ့လာမင်းကြီးဟာလေကဘာမှာရှိကြတဲ့လူသားအားလုံးအတွက်လှပအောင်တန်းစာဆင်ပေးခြင်းသာလင်ဖြစ်တယ်။ဘသူအတွက်ရလို့ခွဲခြားတာမရှိဘူး။အထူးသဖြင့်မြတ်စွာဘုရားရဲ့တရားတော်တွေဟာ ဟိတနဲ့ဒုက္ခကိုဖော်ဆောင်ပေးတာပဲဖြစ်တယ်။ဟိတဆိုတာအခြေအနေကောင်းတာခေါ်တယ်။အခြေအနေကောင်းမှဒုက္ခဆိုတဲ့ချမ်းသာကိုရနိုင်တာဖြစ်တယ်။အခြေအနေကောင်းဆိုတာဘာပြောလဲ။မလုံသင့်တာကိုရှောင်ရှားခြင်းနဲ့လုံသင့်တာကို လုံဆောင်ခြင်းဒါကိုအခြေအနေကောင်းတယ်လို့ခေါ်တယ်။ဘယ်လူမျိုးပဲဖြစ်ဖြစ်မလုံသင့်တာလုံနေသမျှ ဆင်းရဲဒုက္ခနဲ့ကြုံတွေ့နေမှာဖြစ်တယ်။လှုပ်သင့်တာမလှုပ်သေးသမျှချမ်းသာဒုက္ခက ဆုံးရှုံးလက်လွတ်ဆုံးရှုံးနေမှာပဲဖြစ်တယ်။ဒါကြောင့်မို့ခိတ္တဆိုတဲ့အခြေအနေကောင်းဟာမလှုပ်သင့်တာကိုရှောင်ရှားခြင်းလှုပ်သင့်တာကိုလှုပ်ဆောင်ခြင်းဒီတိပဲရပါ။အဲ့တော့အခြေအနေကောင်းဆိုတာစည်းဝါးရှာမယ်ချိန်စည်းဝါးရှာတယ် တရားမြတ်တဲ့စီးပွားကိုရှာတယ်ကိုကျင့်သီလမပြည့်စီးပွားရှာတယ်ဒါအခြေအနေကောင်းနေပညာသင်ရမယ့်အချိန်ပညာသင်တယ်ဒါအခြေအနေကောင်းနေကိုလူမျိုးကိုဘာသာစကားကိုရင်ကျေးမှုကိုထိမ့်သိမ်းဆောင်ရှောက်တယ်ဒါအခြေအနေကောင်းနေအဲ့ဒီအခြေအနေကောင်းတွေကို ဖော်ဆောင်နိုင်မှလူမျိုးတစ်မျိုးတိုးတက်ဖြစ်ပေါ်နိုင်တာပဲဖြစ်တယ် မြတ်စွာဘုရားဟာလူသားတို့ရဲ့ဘာသာစကားဖြစ်တဲ့တဝန်တလျာတစိတ်တသိတာမှရှိတဲ့မကရတိုင်းကဘာသာစကားနဲ့တရားဟောတာဖြစ်တော့လည်းပဲမြတ်စွာဘုရားရဲ့စကားဟာအံ့ဩဝေယကောင်းတာကတက္ကတက္ကဘာသာနုရူပံသောတပဋ္ဌမဂိသန္တံ မြတ်စွာဘုရားကဟောလိုက်တဲ့တရားသည်တဲ့လူမျိုးတိုင်းလူမျိုးတိုင်းနားရဲရောက်သွားတဲ့အခါမှာသူ့ဘာသာစကားနဲ့သူနားလဲသွားတယ်လို့သူဆိုတယ်ဟာတချို့ကတွေးကောင်းတွေးမယ်ဖြစ်နိုင်မှမလားခဏခင်မှာဘယ်ဘာသာနဲ့ပဲစကားပြောပြောနှစ်ချက်ကလေးတတ်ထားလိုက်လို့ရှိရင်ဘာသာပြန်မိသားကြားနေရတာ ဒါဖြစ်နိုင်တာတခုပြောတယ်เนาะမြတ်စွာဘုရားကြတော့အစွမ်းတကူကြီးမားတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်ဘုရားရဲ့နှုတ်တော်ကထွက်လိုက်တဲ့စကားသည်ရှမ်းလူမျိုးဆိုရင်ရှမ်းနဲ့ဘာသာစကားနဲ့နားလည်သွားတယ်ကရင်လူမျိုးကကရင်ဘာသာစကားနဲ့နားလည်သွားတယ်ပုဂ္ဂိုလ်လူမျိုးကပုဂ္ဂိုလ်ဘာသာစကားနဲ့ဗမာလူမျိုးကဗမာလိုနားလည်သွားတယ်အဲ့ဒါကိုစာပေကျမ်းမှာကမ်းတယ် တကတကဘာသာနုရူပံကိုယ့်ရဲ့ဘာသာစကားအားလျော်စွာသောတပဋ္ဌမဂ္ဂစ္ဆန္တံလူရည်ရဲ့နာရဲရောက်ရှိသွားတယ်လို့သူဆိုတာဒါထူဆန်းအောင်ဝယ်ကောင်းအဲ့လိုနားလဲသွားပြီးတော့ရရှိလာတဲ့အကျိုးခံစားတဲ့အခါမှာလည်းပဲလူမျိုးဘာသာခွဲခြားခြင်းမရှိဘူး ဥပမာပြောရမယ်ဆိုလို့ရှိရင်ထင်ရှားဆုံးကဘယ်လူမျိုးပဲစားစားထညက်ဆိုတာခြိုတဲ့အရာသာ ဖြစ်သည့်အတွက်ကြောင့်ထညက်စားရင်တော့ခြိုတဲ့အရာသာ တွေးမှကြည့်ပါမယ်။မြတ်စွာဘုရားရဲ့အဆုံးအမစကားဟာလိုင်းနာသူအတွက်သာလင်ဖြစ်တယ်။လိုင်းနာသူအတွက်ဘသူပဲလိုင်းနာလိုင်းနာအကျိုးစီးပွားဖြစ်မှာ။မြတ်စွာဘုရားရဲ့မျိုးရိုးကိုကြည့်မယ်ဆိုရင် အိန္ဒိယမြောက်ပိုင်းရှေခိကတော့ကောသလတိုင်းအပအဝင်တက္ကတိုင်းတက္ကတိုင်းမှာသာခီဝင်လို့ခေါ်တဲ့တက်ကြလူမျိုးတွေထိုတက်ကြလူမျိုးတွေကနေပြီးမြတ်စွာဘုရားဖြစ်ကိုရောက်လာတဲ့အခါမြတ်စွာဘုရားကဘာဟောတော့ဆိုလောကီစာတော်သူဟာလောကကြီးမှာမွေးဖွားလာသူဖြစ်တယ်တဲ့ ခြာပန်းနဲ့လာသရံတူတယ်။ခြာပန်းနဲ့ဘယ်လိုလာသရံတူတော့ဆိုရင်ခြာသည်ရှည်ထဲမှာပေါက်လာတယ်။ရှည်ထဲမှာပေါက်လာတယ်၊ရှည်ထဲမှာကြီးတယ်။ရှည်ထဲမှာဖူးတယ်။ရှည်မျက်နှာပေါ်မြင့်တက်ပြီးတော့ရှည်မျက်နှာပြင်ကိုတန်းစားဆင်ပြီးတော့ခြာပန်းကြီးပွင့်တယ်။သို့သော ရှည်ထဲမှာပေါက်တဲ့ကြာပန်းကြာဖက်တွေဟာရှည်တွေနဲ့လူးပြီးတော့ရေဆူပြီးတော့ပေးနေတာမရှိဘူးရှည်မဆူတဲ့အနေအထားမျိုးဖြစ်တယ်မြတ်စွာဘုရားဟာလည်းပဲလောကမှာလူသားတယောက်နဲ့ပေါ်လာလောကမှာပဲခြိပွားလာတယ်လောကမှာပဲနေထိုင်ပြီးတော့အသက်ရှင်တယ်သို့သော် လောကနဲ့တွေ့တာမှုဆိုတာတော့မရှိဘူးလောကရဲ့အကျိုးကိုပဲပြုတယ်လို့ဒါကြောင့်မို့ရသဗျာကိုလူမျိုးနာမည်နဲ့မခေါ်တော့ဘဲနဲ့ဗုဒ္ဓအမှန်တရားကိုသိသူဆိုတဲ့နာမည်နဲ့ခေါ်ခဲ့တာပဲဖြစ်တယ်ပေါ့ရသဗျာကိုယ်တိုင်ကသူဟာ จาบันလို့ပဲရှည်ထဲမှာပေါက်တယ်ရှည်ထဲမှာကြီးတယ်ရှည်ထဲမှာဖူးပွင့်တယ်သို့တော့ရှည်နဲ့ညစ်ပေခြင်းမရှိဘူးဒါကြောင့်အဗဒံသန်းစင်တဲ့ဘဝမျိုးကိုရပြီจาบันဒီရေကိုလှပ်ပစေသလိုရေကန်ကြီးကိုလှပ်ပစေသလိုမြတ်စွာဘုရားဟာလောကကိုလှဆင်ပေးတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ် မြတ်စွာဘုရားရဲ့ဆုံးမကိုလိုက်နာကျင့်သုံးတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာလောကအလယ်မှာမျက်နှာလှသူတွေပဲဖြစ်တယ်ဘုဘဝတန်တရားနဲ့ပတ်သက်လာလို့ရှိရင်လည်းတူညီသောဆုံးမစကားကိုမှတ်သားကြရမှာဖြစ်တယ်ဘုရားဘာသာဝင်ဖြစ်လာလို့ရှိရင်မြတ်စွာဘုရားကိုကြီးညိုလေးစားတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာ ကန္တရားနဲ့ကန္တရားရဲ့အကျိုးကိုယုံကြည်လက်ခံတဲ့ပုဂ္ဂိုလ်ပဲဖြစ်တယ်။နော်။ကန္တရားဆိုတာကုသကံအကုသိုလ်ဆိုကံဆိုတာကိုအတိမတ်ပြုတယ်။ထိုကုသကံအကုသိုလ်ကံရဲ့အကျိုးတရားကိုလည်းပဲအတိမတ်ပြုတယ်။လူတိုင်းဟာအတိမတ်ပြုသလားလို့ဆိုဘာသာတိုင်းဟာအတိမတ်ပြုသလားဆိုရင်ဘာသာတိုင်းက ကံတရားနဲ့ကံဤအကျိုးတရားကိုအတိမမပြုတ်မြင်းကွယ်တဲ့ဘာသာတွေရှိတယ်။သို့သောဘုရဘသာဝင်ဖြစ်လာတဲ့ပုဂ္ဂိုလ်တိုင်းပုဂ္ဂိုလ်တိုင်းဟာတူညီသောယုံကြည်မှုဟာကံတရားကိုယုံကြည်ခြင်းနဲ့ကံဤအကျိုးတရားကိုလက်ခံခြင်းပဲဖြစ်တယ်။ကံတရားနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဘယ်လိုဟောတော်မူလဲ။ ရှံကမ္မံဂရိတန္တိကလျာဏံဝါပပကံဝါတတကမ္မတဓာယာဓာဘဝိတ္တမဘယ်ပုဂ္ဂိုလ်ပဲဖြစ်ဖြစ်ကောင်းတဲ့အလုပ်မကောင်းတဲ့အလုပ်အလုပ်နှမျိုးရှိတဲ့ထဲမှာမကောင်းတဲ့အလုပ်ကိုလုပ်ရင်မကောင်းတဲ့ဆိုးချိုးကိုအမွေခံရမှာဖြစ်တယ်။ကောင်းတဲ့အလုပ်ကိုလုပ်လို့ရှိရင်ကောင်းချိုးချမ်းသာကိုအမွေခံရမှာပဲဖြစ်တယ်လို့ ကံတရားနဲ့ပတ်သက်ပြီးမြတ်စွာဘုရားတိတ်လို့ဟောတယ်။အဲ့တော့ကိုယ့်ကကိုယ်လည်းပဲစဉ်ရင်စဉ်းစားကြည့်မယ်ဆိုရင်ဘုန်းကြီးတို့တွေနေ့စဉ်စိတ်แท้ကစံစီကြတယ်။နှုတ်ကထုတ်ပြောကြတယ်။ကိုယ်ဒီလည်းရောက်လှုပ်ကြတယ်။အဲ့ဒီစိတ်ကူးစံစီခြင်းဟာလည်းပဲ action တစ်ခုပဲပြုလုပ်ခြင်းပဲအဲ့ဒါကိုလည်းကံလို့ခေါ်တယ်။စိတ်ကူးနေတာကိုမနောကံလို့ခေါ်တယ် စိတ်ကူးတဲ့အတိုင်နှုတ်ကထုတ်ပြောတာကိုဝစီကံလို့ခေါ်တယ်စိတ်ကူးကြံစည်တဲ့အတိုင်နှုတ်ကပြောတဲ့အတိုင်ကိုရီးလျောက်ပြုတ်လို့ထားကိုကာယကံလို့ခေါ်တယ်အစင်အတိုင်ပြောမယ်ဆိုရင်မနောကံဝစီကံကာယကံပြောရဆိုစင်နဲ့ပြောမယ်ဆိုရင်ထင်ရှားဆုံးကနေစပြောရင်ကာယကံဝစီကံမနောကံနော်ဖြစ်စင်နဲ့ပြောမယ်ဆိုရင်မနောကံ ဝစီကံကာယကံပြောဟောတဲ့အစင်နဲ့ပြောမယ်ထင်ရှားတာကစပြောမယ်ဆိုရင်လောကမှာထင်ရှားဆုံးကတော့ကာယကံကာယကံဝစီကံမနောကံအဲ့ဒီကံသုံးပါးနဲ့လှုပ်တဲ့အခါမှာစိတ်ကူးတာကအကောင်းကြီးပဲကူးသလားအပြစ်ကင်းတာလေးကြီးပဲကူးသလားမဟုတ်ဘူးကောင်းတာလဲစိတ်ကူးတယ်မကောင်းတာလဲစိတ်ကူးတယ် ကောင်းမကောင်းဆိုတာကိုကြိုက်မကြိုက်နဲ့မဆိုင်ဘူးအပြစ်ရှိမရှိနဲ့ပဲဆိုင်တယ်ပေါ့နော်ကောင်းကျိုးချမ်းသာဖြစ်စေနိုင် မဖြစ်စေနိုင်နဲ့ဆိုင်အဲ့တော့ကိုစိတ်ကူးတဲ့စိတ်ကူးဟာတစ်ဖက်သားကိုလည်းမထိခိုက်ဘူးကိုကိုလည်းမထိခိုက်ဘူးဘယ်သူ့ကိုမှဒုက္ခရောက်အောင်လှုပ်ထားမဟုတ်ဘူးအလုံးကောင်းမှုအတွက်စိတ်ကူးတယ်ဆိုလို့ရှိရင် ဒီကဲမနောကံဟာကောင်းတဲ့မနောကံလို့ခေါ်တယ်။ဆိုပါစို့အလုံးစင်ပြေဖို့ချမ်းသာဖို့ဘဝမှာစင်ပြေဖို့စိတ်ကူးတယ်ဆိုလို့ရှိရင်ဒါမေတ္တာမနောကံဖြစ်တယ်။တရားရေပေါ်မှာဘသူပေါ်မှာအမုန်းတရားမရှိဘူး။ရှင်တဲ့ကအလုံးပေါ်မှာမကျေနပ်တဲ့စိတ်တွေမရှိဘူး။ အလုံးကိုကောင်းစားစေခြင်းနဲ့ချီးပွားစေခြင်းနဲ့ဒါဟာမေတ္တာစိတ်အဲ့ဒီမေတ္တာနဲ့တွေ့တော်သမျှဟာကောင်းသောစိတ်ကူးလို့ပဲပြောရမယ်မကောင်းတဲ့စိတ်ကူးဆိုတာဘာရောလောဘနဲ့တွေးတယ်ဒေါသဆိုတဲ့အမုန်းစိတ်နဲ့တွေးတယ်မောဟဆိုတဲ့အမှန်မသိတဲ့စိတ်နဲ့တွေးတယ်အိတ်သာဆိုတဲ့တဝူကောင်းစားတာကို မလိုလားတဲ့ မရှုစိတ်နဲ့စိတ်နဲ့တွေးတယ်မစ္စရိယဆိုရင်ကိုချိုးသာကြည်တတ်တဲ့စိတ်နဲ့တွေးတယ်ဆိုရင်ဒါမကောင်းတဲ့အတွေ့လို့ခေါ်တယ်မကောင်းတဲ့စိတ်အဲ့ဒီကောင်းတဲ့အတွေ့မကောင်းတဲ့အတွေ့ပေါ်မှာထပ်ဆင်ပြီးတော့နှုတ်ကထွက်လာတဲ့စကားဟာလည်းပဲကောင်းတဲ့စကားမကောင်းတဲ့စကားဖြစ်ပေါ်လာအားလုံးတတ္တဝါတွေအရှင်ပြေကြပါစေအားလုံးကောင်းစားကြပါစေ ဆင်းရဲဒုက္ခမှလွတ်ကြပါစေအစဉ်ပြေကြပါစေလို့နှုတ်ကနေထုတ်ဆိုပြီးတော့ပြောရင်ကောင်းတဲ့ဝစီကံဖြစ်တယ်အဲ့ဒါလို့မဟုတ်ဘူးဘယ်သူဖြစ်ဒုက္ခရောက်သွားပါစေဒီလူဟာကြည့်မရဘူးဒီလူဒုက္ခရောက်ပါစေခက်ခဲတွေကြုံပါစေလို့နှုတ်ကနေထုတ်ပြီးတော့ဘသူတော့ ုက္ခရအောင်လုံးလိုက်မယ်ဘယ်သူတော့ဆဲရေးလိုက်မယ်တိုင်းထွာလိုက်မယ်အဆက်ခွဲလိုက်မယ်ဆိုဒါမကောင်းတဲ့ဝိစိကံဖြစ်သွားလိန်ပြောတယ်တုံးနဲ့တုံးမတွေ့အောင်ဂုံတိုက်တယ်ဆဲတယ်အကျိုးမရှိတဲ့တကားတွေပြောတယ်ဒါမကောင်းတဲ့ဝိစိကံလို့ခေါ်တယ်အဲ့လိုမဟုတ်ဘူးမနာကိုပဲပြောတယ်ဘယ်တော့မှလိန်မပြောဘူး ဘယ်တော့မှတရားနဲ့တရားမတည့်အောင်ခြင်းမထည့်ဘူးเนาะချွန်တုံးမလုပ်ဘူးဒါဟောကောင်းတဲ့ဝစီကံလေးဖြစ်တယ်ဘယ်သူ့ကိုမှမဆဲဘူးဆဲတိုင်းထွားမှုမလုပ်ဘူးရှင်ကြီးလိမ်မာစွာပြောတယ်အကျိုးနဲ့အကြောင်းနဲ့ဘဝမှာတန်ဖိုးရှိတဲ့စကားတွေကိုသာပြောတယ် ဆိုရင်ဒါကောင်းတဲ့ဝစီကံလို့ခေါ်တယ်။မြတ်စွာဘုရားကဆုံးမတယ်လူတိုင်းလူတိုင်းဟာအရာစကားနဲ့ပြောမယ်ဆိုရင်ပါဇက်ပါတယ်။ပါဇက်ကဘာလုံးထားတော့လို့မေးလို့ရှိရင်ထမင်းစားဖို့နဲ့စကားပြောဖို့ပဲ။တချင်းဆိုဖို့ဆိုတာစကားပြောတဲ့ထဲမှာပါသွားပြီလို့သတ်မှတ်ပြီတော့နော် တခြင်းလဲဆိုလို့ရတာပေါ့အဲ့တော့အကျဉ်းချုပ်ပြောမယ်ဆိုရင်ပါဇတ်ဆိုတာထမင်းစားဖို့နဲ့စကားပြောဖို့ထမင်းစားတဲ့အခါမှာစားတဲ့နာမစားဘဲနဲ့မစားတဲ့နာစားရင်ဒုက္ခရောက်မှာပေါ့စီဂျူရီရှေ့တန်းနဲ့အချိုရီစားချိုစီဂျူတက်သွေးတို့ရှေ့တန်းနဲ့အငန်းနေစားသွေးတို့တက်မှာပေါ့ ဘိုင်းနာမဲ့အစာစာစာဘိုင်းနာမှာပေါ့ဆိုးကျိုးတွေဖြစ်မှာအဲ့တော့အစာစားဖို့ထားတဲ့ပါဇက်ကလည်းပဲစီကံနဲ့စားဖို့လိုတယ်ပေါ့စီကံမဲ့လိုက်တာနဲ့တပြိုင်နက်ကိုဒုက္ခရောက်ဖို့ပဲဒါထင်ရှားတယ်လေအေးထို့တူပဲစကားပြောတဲ့အခါမှာလည်းပဲမြတ်စွာဘုရားကသင်ထားတယ် တရားမှတ်သားထားဖို့လိုတယ်။ကိုယ်ကိုစိကံသတ်မှတ်ဖို့လိုတယ်။ငါတဝူတယောက်နဲ့စကားပြောမယ်ဆိုရင်မှန်တာဟုတ်တာပြောမယ်။မမှန်တာဟုတ်မပြောဘူး။နော်။ဒါတစ်ခု။ဒါဖြင့်မှန်တိုင်းပြောရမလားဆိုမှန်တိုင်းလည်းမပြောနဲ့။နောက်ထပ်တစ်ခုထပ်ထည့်လိုက်အောင် အကျိုးရှိတာဟိုသာပြောမယ်အကျိုးမရှိတာဟိုမပြောဘူးအဲ့တော့နှစ်ချက်ရသွားပြီကိုပြောတဲ့စကားသည်မှန်လဲမှန်ရမယ်အကျိုးလည်းရှိရမယ်တစ်ဖက်သားအတွက်အကျိုးဖြစ်ရဟုတ်ပြီမှန်လဲမှန်တယ်အကျိုးလည်းရှိတယ်အချိန်မရွေးပြောမလားဆိုပြောတဲ့နဲ့အချိန်ကြမှာပြောမယ်ဟောသုံးခုနော်မှန်တာဟိုသာပြောမယ် အကျိုးရှိတဲ့ဟာကိုသာပြောမယ်ပြောရင်လည်းပြောသင့်တဲ့အချိန်ရောက်မှ ပြောမယ်မပြောသင့်တဲ့အချိန်မှမပြောနဲ့ကဲပြောတဲ့အခါကျတော့စကလုံးကဘလို့စကလုံးနဲ့သုံးမလဲဆိုတဲ့ရှင်ကြည်လိမ္မာတဲ့စကားနဲ့သုံးရမယ်။ဆိုင်ဆိုင်နဲ့အသုံးနဲ့မပြောရဘူးလို့ဆိုလို့စကားဆိုတာ ရိုင်းရိုင်းဆိုင်ဆိုင်ပြောရလဲစကားဖြစ်တာပဲရှင်ကြီးကြီးပြောလဲစကားဖြစ်တာအဲ့တော့ရိုင်းဆိုင်ဆိုတာမပြောဘူးရင်ကြီးကြီးပြောမယ်စကလုံးရွေးချယ်မယ်ဒါဖြင့်စကလုံးရွေးချယ်တဲ့အခါမှာစိတ်ကတော့မပါဘူးနှုတ်ကလေးသာချိုပြတယ်ဆိုရင်လည်းပဲမဟုတ်သေးဘူးဒါကြောင့်မို့စိတ်ပါထဲလိုက်ဘလို့မုန်းထားတဲ့ဒေါသစိတ်နဲ့မပြောဘူး ခင်မင်နဲ့မေတ္တာစိတ်နဲ့ပြောမယ်။ဟောငါးချက်နဲ့ပြည့်စုံကိုပြောတဲ့စကားဒီနော်။ကိုပြောတဲ့စကားကိုအဓိကထားပြီးတော့ပြောရင်အဲ့ဒီဝစီကံဟာအကောင်းဆုံးဝစီကံဖြစ်တာ။မန္တဝဒပြောမယ်အကျိုးရှိတာဟုသာပြောမယ်ပြောတဲ့နဲ့အချိန်ရောက်မှပြောမယ်ရင်ကျိလိမ့်မှစွာ ပြောမယ်မေတ္တာစိတ်နဲ့ပြောမယ် အဲ့ဒီလိုနှလုံးသွင်းပြီးပြောမယ်ဆိုရင်ကိုပြောတဲ့ဝစီကံသည်အကောင်းပဲဖြစ်တယ်အဆိုးပဲဖြစ်ဘူးလို့ဆိုဒါမြတ်စွာဘုရားရဲ့အဆုံးမှာဒီထဲကတစ်ခုခုချွေရင်းလိုက်တာနဲ့တပြိုင်နက်မန္တာကိုမပြောဘူးမဟုတ်တာတွေကိုပြောတယ်ဆိုလို့ရှင်ဒါအဖြစ်ဖြစ်သွားကိုယ်စကားဟာမမမကန္တာတွေပြောတယ် အကျိုးမဖြစ်တာတွေကိုပြောတယ်။မပြောသင့်တဲ့အချိန်လျှောက်ပြောတယ်။ရိုင်းရိုင်းဆိုင်ဆိုင်ပြောတယ်၊ဒေါသနဲ့ပြောတယ်ဆိုကျွန်တော်ကစကားကောင်းမဖြစ်ဘူး။စကားကောင်းမဖြစ်ဘူး။အဲ့တော့အကောင်းဖြစ်အောင်တတိဆောင်ရရမှာဖြစ်တယ်ပေါ့။ဒါကိုပြောတာကာယကံဝစီကံ။အဲ့တော့ကောင်းတာလုပ်ရင်လည်းကောင်းကျိုးပဲ။ ကောင်းတာပြောရင်လည်းကောင်းကျိုးပဲမကောင်းတာလုပ်ရင်မကောင်းကျိုးမကောင်းတာပြောရင်မကောင်းကျိုးဆိုတာချက်ချင်းရတဲ့အကျိုးရှိတယ်တဖြည်းဖြည်းဖြစ်လာတဲ့အကျိုးရှိဘယ်ရာပဲဖြစ်ဖြစ်အဲ့ဒါကိုလက်ခံယုံကြည်တဲ့ဝါဒကမ္မဝါဒလို့ခေါ်လုပ်ပြီးဆိုတဲ့အခါမှာလည်းကြည့်ကိုယ့်ရဲ့ပြုလုပ်မှုကြောင့်တစ်ဖက်သား အထီးကైနန်းနေရရသွားတယ်အသက်သေးဆုံးသွားတယ်မကောင်းဘူးနော်ကိုလှုပ်လိုက်လို့တစ်ဖက်သားနစ်နာသွားတယ်မကောင်းဘူးကိုလှုပ်လိုက်လို့တစ်ဖက်သားရဲ့စီးပွားဥစ္စာပစ္စည်းတွေဆုံးရှုံးသွားတယ်မကောင်းဘူးကိုလှုပ်လိုက်လို့တစ်ဖက်သားဂုံတိတ်ခါကြာဆင်းသွားတယ်လူကြားတဲ့အရှက်ရသွားတယ်မကောင်းဘူးခုနကစောက်တီသွားတဲ့အထက်မှာပြောမယ်ဆိုရင် ပါဏတိပါတာအဋ္ဌိနာဌာနကာမိတုမိဆာဆာအဲ့ဒါကိုလုံးလိုက်လို့တစ်ဖက်သားထိခိုက်သွားတာပါဏတိပါတာကိုလုံးလိုက်လို့တစ်ဖက်သားရဲ့ပစ္စည်းဥစ္စာတွေဆုံးရှုံးသွားတယ်အဋ္ဌိနာဌာနကိုလုံးလိုက်လို့တစ်ဖက်သားတိတ်ခါကြပြီလူလည်းကောင်းမှအရှက်ရသွားကာမိတုမိဆာဆာဟောအဲ့ဒါကရှောင်လိုက်ပြီဆိုရင်ကောင်းတဲ့ကာယကံဖြစ်တယ် မရှောင်ဘူးဆိုရင်သိုးတဲ့ကာယကံဖြစ်တယ်ဘုရားဘာသာဝင်တိုင်းအတွက်မြတ်စွာဘုရားသည်ကောင်းတဲ့အလုံးနဲ့မကောင်းတဲ့အလုံးအခုပြောရတဲ့အဲမလုံတင်တာနဲ့လုံတင်တာမပြောတင်တာနဲ့ပြောတင်တာမတွေးတင်တာနဲ့တွေးတင်တာနှမျိုးနှမျိုးခွဲခြားထားပြီးတော့မတွေးတင်တာဆိုရင်မတွေးပါနဲ့ မပြောသင့်တာဆိုရင် မပြောပါနဲ့မလုပ်သင့်တာဆိုရင်မလုပ်ပါနဲ့ဩလုပ်သင့်တာတွေးသင့်တာကိုတွေးပါ ပြောသင့်တာကိုပြောပါလုပ်သင့်တာကိုလုပ်ပါလို့ဆိုကောင်းတဲ့ကာယကဝစီကမနောကဖြစ်တယ်ပေါ့ကောင်းတဲ့အရာလုပ်လို့ရှင် ကောင်းကျိုးချမ်းသာဟာဒီပြုလုပ်ခြင်းကြောင့်ဖြစ်ပေါ်လာမှာဖြစ်တယ်အဲ့ဒါကိုလက်ခံယုံကြည်တာ ကမ္မဝါဒဘုရားဝါဒဖြစ်လာလို့ရှင်လက်ခံယုံကြည်ရမှာပဲဖြစ်တယ်ဟုတ်ဒီချက်မှာလူမျိုးဘာသာခွဲခြားမှုဘာတစ်ခုမှမရှိဘူးသဘောဝတရားအောက်မှာတူညီတယ်အဘောယန္တာခွဲခြားနေကြတာဖြစ်တယ်အားလုံးဟာ လူဆိုသမျှရှုံးနေတဲ့နှစ်ခုပေါင်းဆက်ထားတဲ့အရာသာဖြစ်တယ် ထိုပေါင်းဆက်ထားတဲ့လူသားကိုပဲရှုံးနေနံလို့မမြင်မဲနဲ့ဘယ်သူပဲပဲဝါပဲခွဲခြားလာတဲ့အခါမှာအဆိုးတရားတွေဟာဖြစ်ပေါ်လာနိုင်တယ်ပေါ့ဒါကြောင့်မို့အလုံးချုံုံကြည့်လိုက်ရဲ့ဆိုရင်မြတ်စွာဘုရားရဲ့ဆုံးမသဘာဝတရားတွေဟာအလုံးရဲ့အတွက်ဖြစ်တယ် မြတ်စွာဘုရားရဲ့ဆုံးမစကားဟာလိုင်းနာသူအတွက်သာလင်ဖြစ်တယ်လိုင်းနာသူအတွက်ဘယ်သူပဲလိုင်းနာ လိုင်းနာအကျိုးစီးပွားဖြစ်မှာပါ